မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီ link youtube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်အပြည့်ခွေကနန်း6လုံးပေါ့နော်ဤနှမျိုးကိုပြန်လည်ပြောသွားမှာဖြစ်ပါတယ်ဒါကဤနံပါတ်1ဒါကဤနံပါတ်2ပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်ဤနံပါတ်1မှာ3989ပေါ့နော်ဒီ6လုံးထက်က3လုံးအပါဖြစ်ပါတယ်နံပါတ်1မှာလည်း2968 9 89ထက်ကဒီ6လုံးထက်က3လုံးအပါပေါ့နော်အဲ့မှာကျွန်တော်စုလိုက်တော့2989ကျန်နေတယ်ပေါ့နော် ဲ့မှာဆိုရင်ကျွန်တော်နိနိခွန်ဆိုပြီးဖြစ်ပါလေခင်ဗျာနိနိခွန်ဘောနောဒါကြောင့်ကျွန်တော်ဒီဘက်မှာနိရခွန်ရဖြစ်ပါလေနိနိခွန်ဖြစ်ပါလေခင်ဗျာနောက်ထပ်ကျွန်တော်3583ရ3689မှာဆိုရင်383ရတယ်ဘောနောနိနိခွန်ပြီးတော့နောက်ထပ်တစ်ကြိမ်မှာ388ဆိုပြီးဖြစ်ပါလေခင်ဗျာဒါကြောင့်ကျွန်တော်ဒီမှာဆိုရင်3ရ8ရဒီ388ဆိုပြီးဖြစ်ပါလေခင်ဗျာ နောက်ထပ်ကျွန်တော်3689တုံညာရတယ်ပေါ့နော်3889ပြီးတော့နောက်ထပ်တစ်ချိန်မှာ3တုံညာ9ဖြစ်ပါတယ်ခင်ဗျာ3889ပြီးတော့3တုံညာ9ဒါကြောင့်မို့ဒီမှာ3ရယ်3ညာရယ်9ရယ်ဆိုပြီးဖြစ်ပါတယ်9 234ရတယ်ပေါ့နော်ဒီလေးလုံးထက်က3အပါပေါ့နော်3တုံညာ9ပြီးတော့နောက်ထပ်တစ်ချိန်မှာဆိုရင်ကျွန်တော်3 9နှစ်ဆိုပြီးဖြစ်ပါတယ်3 9နှစ်ဆိုတော့9ရယ်2ရယ်3ရယ်ဒီ3 9နှစ်ဆိုပြီးဖြစ်ပါတယ် ရှောက်ကိုတင်းနေတုံးအပြီးခွေဘောနော၃ငါးနေပြီးတော့နောက်ထပ်တစ်ချိန်မှာဆိုရင်၃၉နေစပြီးဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီမှာ၃ရက်နေရ၉ရက်ဒီ၃၉နေစပြီးဖြစ်ပါတယ်။၄ရှောက်ကိုနေ၃စပြီးရတယ်ဗောနော၃၉နေပြီးတော့နောက်ထပ်တစ်ချိန်မှာနေ၄ရှောက်စပြီးဖြစ်ပါတယ်ခင်ဗျာ။၄ရက်နေရ၆ရက်ဒီနေ၄ရှောက်စပြီးဖြစ်ပါတယ်။ခွန်၃ညနေ၃လေးဒီမှာ၅လုံးရတယ်ဗောနော။ နေ့လေး၆ပြောင်းနောက်ထပ်တစ်ကြိမ်မှာ၃နေ့လေးဆက်ပြီးဖြစ်ပါရယ်ခင်ဗျာ၃နေ့လေးဒါကြောင့်မို့ကျွန်တော်ဒီမှာနေ့ရ၃ရက်လေးရက်ဒီ၃နေ့လေးဆက်ပြီးဖြစ်ပါရယ်၅၈၃ညာတင်းနေရတယ်ပေါ့နော်၃နေ့လေးပြောင်းနောက်ထပ်တစ်ကြိမ်မှာ၈၅နေ့ဆက်ပြီးဖြစ်ပါရယ်၈၅နေ့ဒါကြောင့်မို့၅ရက်၈ရက်နေ့ရက်ဒီ၈၅နေ့ဆက်ပြီးဖြစ်ပါရယ်ဒီမှာတော့၃လုံးဒီတော့၆၈၅ဆက်ပြီးရတယ်ပေါ့နော်၈၅နေ့ပြီးတော့နောက်ထပ်တစ်ကြိမ်မှာ 665ဆိုပြီးဖြစ်ပါတယ်။ဒါကြောင့်မို့ဒီမှာတော့6ရ7ရ5အထိ665ဆိုပြီးဖြစ်ပါတယ်။6 3 5ရာတယ်ပေါ့နော်665ပြီးတော့နောက်ဆက်တစ်ချိန်မှာ356ဆိုပြီးဖြစ်ပါတယ်။356ဒါကြောင့်မို့3ရ6ရ5ရသည်356ကျူဖြစ်ပါတယ်635ဒီမှာလေ6305ပဲပေါ့နော်356ပြီးတော့နောက်ထပ်တစ်ကြိမ်မှာ646ကျူဖြစ်ပါတယ်ခင်ဗျာ646ဆိုတော့ကျွန်တော်ဒီမှာ6ရ4ရသည်646ဖြစ်ပါတယ် 3969လေးလုံးရတယ်ဗောနော်6လေးရှောက်ပြီးတော့နောက်ထပ်တစ်ချိန်မှာ98ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီမှာ9ရ6ရ9ရဒီ98ဖြစ်ပါတယ်ဒီ693ရတယ်ဗောနော်693ဒီဟာပြီးရတယ်698ပြီးတော့ကျွန်တော်တို့69ရှောက်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ69ရှောက်ဆိုတော့6ရ9ရဒီ69ရှောက်ဖြစ်ပါတယ် ဒီ9 3 8အပြီးပေါ့နော်6 9 6ပြီးတော့နောက်ထပ်တစ်ကြိမ်မှာ8 9 8ဆိုပြီးဖြစ်ပါတယ်8 9 8ဆိုတော့ဒီမှာ6ရ9ရအပြီးပေါ့နော်8 9 8ဖြစ်ပါတယ်ဟုတ်ကဲ့ဒါလေးကိုကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်ပေါ့နော်ပြန်လည်များပြီးတော့မှာဖြစ်ပါတယ်ဒီနေ့ရ9ရ2 2 9ဆိုပြီးဖြစ်ပါတယ်3ရ8ရသည်3 8ပေါ့နော်3 9 3ညသည်3 3ည9 2 3 5သည်3 5နှင့်9 2 3သည် 3ခုနေဆက်ပြီးဖြစ်ပါတယ်ပြီးတော့ကျွန်တော်လေးချောင်းနှစ်တီနှစ်လေးချောင်းနှစ်3လေးက3နှစ်လေးဆက်ပြီးဖြစ်ပါတယ်5နှစ်တီ5နှစ်6 5တီ6ချောင်း5 6 3 5က3 5ချောင်းဆက်ပြီးဖြစ်ပါတယ်ခင်ဗျာဒီမှာ6ရက်၄ရက်တီ6လေး6 9ရက်8ရက်9ရက်9 9 8 6ရက်9ရက်6 9 6ပေါ့နော်9ရက်8ရက် ရှစ်ကိုရှစ်စုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဤနံပါတ်၁ကိုရေးဆုံးလေးလာကြည့်မယ်ပေါ့နော်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်ဤနံပါတ်၁ဖြစ်ပါတယ်ဤနံပါတ်၁မှာဒီရှစ်ကိုရှစ်နဲ့မြောက်ထားတာဖြစ်ပါတယ်ခင်ဗျာ ရှစ်ရှစ်လေး60နဲ့လေးကိုကျွန်တော်ပေါင်းရတာလေးကူအောင်လို့လေးပဲကြည့်မယ်ပေါ့နော်ခွန်3ကျန်30နဲ့တက်ဖြစ်ပါတယ်ဒီမှာ9ဟာတစ်ကျင်းနောက်ထပ်43ပေါင်းရှင်းကခွန်ဘောနော်33ကျင်း9ပြီးရင်ကရရနှစ်တစ်ကျင်း6နှစ်ကျင်းပေါင်းတာ7နှစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ဒီ6နှစ်ကြိမ်ပေါင်းတာ7နှစ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာ3နဲ့9ပေါင်းရှင်း30ဖြစ်ပါတယ်4နဲ့9ပေါင်းတာ71 9နဲ့ပေါင်းရင်20ဒီမှာ2နဲ့2ပေါင်းတာ400ပေါ့နော်ဒါကြောင့်မို့ရလာတဲ့4ကိုကျွန်တော်2နဲ့ပေါင်းရှင်းဒီ600ပေါ့နော်6ကို3ပေါင်းရှင်းဒီ9 9ကို2ပေါင်းတာ71 72 6ချောင်းလုံးပါနော်၄69 3 3ပါ69 6ဆိုပြီးတော့ဒီမှာ6ရယ် sorry 6ရယ်9ရယ်ဒီ69 6အပြည့်ဖြစ်ပါတယ် ဒီ6ရက်9ရက်ဒီ6 9 6ပေါ့နော်အဲဆိုရင်ဒီမှာ6 9 3နှစ်3မှာ6 9 6ဆိုပြီးပြပြထားတာဖြစ်ပါတယ်ဆက်ပြီးတော့ဒီ9 3 6 9ဆိုတာလေးဆက်ကြည့်အောင်ပေါ့နော်ဒီ6ကို6ကြိမ်မြောက်တဲ့အတွက်3ညကိုကျွန်တော်6နဲ့မြောက်မယ်9ကို3နဲ့ပေါ့နော်ထိပ်စီး6မှာတစ်ကြိမ်4 3မှာဆိုတဲ့အတွက်ငန်းငါးမှာဒီအလျာ3နဲ့မြောက်တဲ့အပိတ်မှာတစ်ကြိမ်ဒီ4မှာတစ်ကြိမ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ၈တုံညလေးတုံည၅တုံချိန်55ဖြစ်ပါတယ်6ကတစ်ချိန်ငါးငါးပေါင်း130ဖြစ်ပါတယ်ပေါ့နော်၃တုံချိန်9နောက်မှရှိတဲ့တင်းနဲ့ထပ်ပေါင်းတယ်ပြီးရင်၄နာချိန်10ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်9နဲ့9နဲ့6ပေါင်း17 9နဲ့ပေါင်းရင်20ပေါ့နော်10နဲ့10ပေါင်းရှင်းဒီ9ရတဲ့အတွက်ကိုကိုလည်း2နဲ့ပေါင်းတာ17တစ်ကို3ပေါင်းရှင်းဒီ4တေးကို2ပေါင်းချင်း6 9 8 ကိုတလေ608အပြီးရတယ်ဗောနော်နောက်ထပ်တစ်ကြိမ်မှာရတော့698ဆိုပြီးဖြစ်ပါတယ်။ဒါကြောင့်မို့609ရသည်698ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့ဒီမှာကိုတလေ608ဆိုပြီးပြထားတယ်ဗောနော်။ဒါဆိုရင်ကျွန်တော်တို့ဒီဆက်ပြီးကြည့်အောင်ဗောနော်။ဒီ၃ညကို၈နဲ့မြောက်တဲ့အတွက်ဒီ၃ကို၈နဲ့မြောက်ပါတယ်။၃ကို၃နဲ့ထပ်မြောက်မယ်ဗောနော်။အထိစီ၈မှာတစ်ကြိမ်၄ကိုမှာတစ်ကြိမ်စီ၃ကို၃နဲ့မြောက်မယ်ပြီးရင်၈မှာတစ်ကြိမ် 6မှ2ချိန်ရှိပြီးဖြစ်ပါတယ်ခင်ဗျာ73ချိန်ပေါင်းရှင်းဒီ20နဲ့4ဖြစ်ပါတယ်43ချိန်7နှစ်ကို8နဲ့ထပ်ပေါင်းမယ်၄၉ပေါင်းတာ၁၃ပေါ့နော်၂၃ကြိမ်ပေါင်းရှင်း၆ကိုနောက်မှရှိတဲ့၈နှစ်ထပ်ပေါင်းပြီးတော့ဒီ၆နှစ်ကြိမ်ပေါင်းတာ၁၀နှစ်ဆိုပြီးဖြစ်ပါတယ်။ရှင်းရ၂ရ၁၀ဖြစ်ပါတယ်။၂ရ၈ရ၄ရ၆ရဒါဆိုရင်ဒီမှာ၃လုံးကြာတယ်ပေါ့နော် ။အဲဆိုရင်ကျွန်တော်၃ကိုနင်းနဲ့ထပ်ပေါင်းတော့900ရမယ်ပေါ့နော်။9ကို3ပေါင်းရှင်းတည်၈။8ကို2ပေါင်းရှင်း30တည်းနေဆိုပြီးရမယ်ပေါ့နော်။3 9 8 3 9တည်းနေအပြည့်ဖြေဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။အဲဆိုရင်နေ့ရ3 9 8 3 9တည်းနေဆိုပြီးဖြစ်ပါတယ်။၃၅၈၃ညတင်းနေစပြီးရတယ်ဗောနော် ပြီးတော့ကျွန်တော်ဒီနိနံပါတ်2ကိုလည်း service နေလာကြည့်မယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်နိနံပါတ်2ဖြစ်ပါတယ်73ချိန်ပေါင်းတာ90နဲ့၄ဖြစ်ပါတယ်63ချိန်ပေါင်းတာ78ခုနှစ်ချိန်ပေါင်းတာ14ဒီခုနှစ်8ပေါင်းတာက15ပေါ့နော်33ချိန်ပေါင်းတာက9နိနံချိန်ပေါင်းရှင်း၄နောက်ထပ်8တချိန်သုံးတုံညာတိတုံညာတုံညာနဲ့ဒီတင်းနဲ့ပေါင်းရှင်းတိဆိုပြီးဖြစ်ပါတယ်ခင်ဗျာ သုံးနေမြောက်ထားတာဖြစ်တယ်ပေါ့နော်။အဲဆိုရင်ကျွန်တော်ဒီမှာ၄သုံးချိန်ပေါင်းတာဒီစနစ်ပေါ့နော်။နေနဲ့၈ပေါင်းရင်၁၀ဒီ၉နဲ့ဒီ၁နဲ့ပေါင်းရင်၁၀၅နဲ့၈ပေါင်းရှင်း၃၀ရာတဲ့အတွက်ကျွန်တော်၃ကို၃နဲ့ပေါင်းတာဖြစ်ပါတယ်။၃နဲ့၃ပေါင်း၆၈၉၃၃၆၈၉၃၃၆၈၉၃၃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 ၃ ဒီမှာနော်3689တော်ညာမှာ696ဒါဆိုရင်နောက်ထပ်ဒီနေ့869တော်ညာတစ္ဆာလေးဆက်ကြည့်အောင်နော်ဒီ3ညကို3နဲ့ထပ်မြောက်မယ်ကိုကို3နဲ့မြောက်တယ်ကိုမနာကြိမ်6မနာကြိမ်9မနာကြိမ်ဒီ9ကို3ကြိမ်ပေါ့နော် ပြီးရင်6မနာကြိမ်အလေးမနာကြိမ်ဒီ9ကို3နဲ့မြောက်တယ်ခင်ဗျာပြီးရင်အလေးက1ကြိမ်အပေါင်း10ဆိုပြီးဖြစ်ပါတယ် 93ချိန်ပေါင်းတာဒီ20နဲ့ခုဖြစ်ပါတယ်9ချိန်78ပေါ့နော်6နဲ့ဒီ9ပေါင်းတာက55ဖြစ်ပါတယ်93ချိန်ပေါင်းတာ55 73ချိန်ပေါင်း80နဲ့လေ93ချိန်ပေါင်း20နဲ့ခုကို93ပေါင်း80ဆိုပြီးဖြစ်မယ်ပေါ့နော်အဲဆိုရင်95ပေါင်း80ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီမှာ85 9နဲ့ခုပေါင်း70 80နဲ့ပေါင်း80ဒီမှာ၄လုံးကျန်တယ်ပေါ့နော် ကျွန်တော်အဲ့ဒီလေးကိုကျွန်တော်သုံးတဲ့ပေါင်းတည်ခွန်89တောင်ညတ်လေးခွန်89တောင်ညတ်မှာ89ဆိုပြီးဖြစ်ပါတယ်89ဒါကြောင့်မို့ချေရ9ရပါတော့ကျွန်တော်ကျွန်တော်ဒီမှာလေးခွန်89တောင်ညတ်ဖြစ်ပါတယ်အဲဆိုရင်ဒီတစ်ပတ်မှာကျတော့ကျွန်တော်ဒီတောင်ညကိုသုံးနေမြောက်တယ်လူဒီသုံးကိုလည်းသုံးနေထပ်မြောက်မယ်ပေါ့နော်ပြီးရင်9ကိုသုံးနေမြောက်မယ်အလေးမှာတစ်ကြိမ်10မှာတစ်ကြိမ်10မှာတစ်ကြိမ်ဒီကိုသုံးကြိမ်ပြီးရင်9ကြိမ်10ကြိမ် တုံးတယ်မြောက်တယ်ပေါ့နော်ကိုယ်မှာတစ်ချိန်အပေါင်း3ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ33ချိန်ပေါင်းတာကို93ချိန်55 92ချိန်78ရတယ်ပေါ့နော်ရှင်းတဲ့၄ပေါင်းတာဒီ7ဖြစ်ပါတယ်93ချိန်ပေါင်းတာ90နဲ့ခွန်တစ်ကဒီမှာတစ်ချိန်နဲ့ချိန်3ချိန်ပေါ့နော်ပြီးရင်တစ်3ချိန်ပေါင်းရှင်းဒီ3ကိုနဲ့တစ်ပေါင်းရှင်းက30ဆိုပြီးဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်ဒီမှာခွန်နဲ့3ပေါင်း30ရှင်းနဲ့2ပေါင်းရင်30ဖြစ်ပါတယ် ဒီ9နဲ့9ပေါင်း14လေးနဲ့3ပေါင်းရှင်းခွန်ဆိုပြီးဖြစ်ပါတယ်။အဆွဲခွန်ကို3ပေါင်းရှင်း30ဒီ2 3ပေါ့နော်။2 4 6လုံးဖြစ်ပါတယ်။ခွန်3ည3 4ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။အဆွဲကျွန်တော်ဒီမှာခွန်3ည3 4 3ဆိုပြီးရတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒီနှစ်ခုကိုဆက်ကြည့်အောင်ပေါ့နော်ဒီမှာ3 သုံးတလုံးပါတယ်ပေါ့နော်ပြီးရင်ငါငါမပါဘူးပေါ့နော်ရှစ်မပါဘူးပေါ့နော်၃ညတိပါတယ်နှစ်ပါတယ်ဆိုတော့ကျွန်တော်၃ညတိနှစ်၃အပြီးခွေရတယ်ပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်မက်ရှင်များကြီးပါတာပြန်ပြီးတော့ခွေလိုက်လို့ရတယ်ပေါ့နော်ကျတော့ကျွန်တော်အရှိရာဗီဒီယိုမှာအပြီးခွေကနန်းခုနှစ်လုံးကြီးနှမျိုးပုံတူပြပြထားတာရှိတယ်ပေါ့နော်။ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်အပြီးခွေခုနှစ်လုံးပေါ့နော်။အပြီးခွေခုနှစ်လုံးဒီမှာလေခွန် ခွန်3ညတိနေ35ဆိုပြီးဖြစ်ပါတယ်ဗောနော်ဆိုတော့ဒီမှာနှစ်ကြိမ်တစ်ကြိမ်တစ်ကြိမ်လေးနဲ့မျောထားတာဗောနော်ဆိုတော့အဲ့မှာတော့ခွန်3ညတိနေ35ဆိုပြီးမှဒီမှာနှီးရတော့မတူဘူးဗောနော်နှီးမတူဘူးဒါ6လုံးနှီးလည်းမတူဘူးဒီမှာကတော့ကျွန်တော်ခုနှစ်လုံးနှီးရလည်းမတူဘူးဗောနော်အရန်ရတာရှင်းကခွန်3ညတိနေ35ဆိုပြီးဖြစ်ပါတယ်ဒီငါတော့မပါဘူးဗောနော်ဆိုတော့ကျွန်တော်ဒီမှာတော့3ညတိနေ35ဆိုပြီးတော့9လုံးရတယ်ဗောနော်ဒီမှာ၄လုံးဆိုတော့3 3 3ညတိနေ တုံညာတင်းနေတုံးဆိုပြီးအတူနေတယ်ပေါ့နော်တုံညာတင်းနေတုံးဒီငါမပါဘူးပေါ့နော်ဆိုတော့ကျွန်တော်တုံညာတင်းနေတုံးအပြေးခွေပို့ပြီးအာသာတယ်လို့ပြောရမယ်ပေါ့နော်ခဲဒီတုံညာတင်းနေတုံးကိုကျွန်တော်အရှေ့ဗီဒီယိုမှာခွေပြဖူးတယ်ပေါ့နော်တော်တော်ဒီဒီဘက်မှာတော့ကျွန်တော်မခွေပြတော့ဘူးပေါ့နော်အဲโอเคဒါဆိုရင်ကျွန်တော်ဒီတုံညာတင်းနေတုံးထက်ကသုံးလုံးအပါသုံးမဟုတ်အပူအပါပေါ့နော်โอเค ဒီမှာတစ်တလုံးတာပြောင်းမယ်ဆိုရင်3 3ညာနေပေါ့နော်အခုဆိုရင်တော့3ညာနေနေတော့နေနေ3ညာတော့3 3 3ညာတော့3 3နေတော့ရှိမယ်ပေါ့နော်အကယ်၍တစ်တလုံးတာပြောင်းမယ်ဆိုရင်ပေါ့နော်โอเคတစ်ကလည်းကျွန်တော်အဲထည့်ထားတင်နေပေါ့နော်ဆိုတော့ဒီနိမခုပုံတွေရ3ညာတင်နေ3အပြည့်ခွေဆွပြီးဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့ကျေးဇူးရှင်မိုင်ရှင်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ